ဘုရားရှင်ကျောင်းသင်္ကန်းတကားကိုဆွဲဖွင့်လိုက်ချိန်မှာအချိန်မတော်ကြီးရောက်ချလာတဲ့ဧသတော်ကြီးဒေဝရတ်ကိုမြင်လိုက်ရပါတယ်ဒေဝရတ်ကဓာကြီးကိုဆွဲထုတ်ကခုတ်ပဲခုတ်တော်မလို့လှထိုးပဲထိုးတော်မလို့နဲ့ဟန်ရေးပြနေခဲ့ပြီးတော့ဘုရားရှင်ကမြေတားတက်ပြေးသွားတဲ့အပြုံးမျိုးနဲ့အေးချမ်းစွာပဲဆက်ရှိနေခဲ့ပါတယ်တန်ကြာတော့မှဒေဝရတ်ကသူ့ရဲ့တအိမ်ကိုလွတ်ချလိုက်ပြီးတော့ဘုရားရှင်ရှိတ်ဒူးထောက်ကကျွန်တော်တို့သူရဲကောင်းစစ်တီတော်တို့ရဲ့တောင်းအများအားလုံးကိုစွန့်ပယ်ပါတယ်ဆိုပြီးတော့လက်ထဲကဓာတ်ကိုဘုရားရှင်ရဲ့ခြေတော်ရင်းမှာချထားလိုက်ပါတယ်ပြီးတော့မှကျွန်တော်တင်းကိုအတိအမှတ်ပြုပါတယ် ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဟာမန်မာနာတွေပြည့်နှံ့နေကြတာကြောင့်တင်းရဲ့တရားတော်များကိုနားမလဲခဲ့ပါကျွန်တော်ဟာတင်းကိုအမြဲအနိုင်လိုချင်ခဲ့တယ်အမြဲတမ်းလဲစော့တွက်ခဲ့မိဒါမဲ့အခုတော့ကျွန်တော်လက်ခံလိုက်ပါပြီကျွန်တော်အရန်မှာပြီအရန်ကိုအတွေးတိန်ခဲ့တယ်တိတ်တထားဒီအချိန်မှာလဲကျွန်တော်တင်းကိုရှုံးနေခဲ့ပြန်ပြီလို့ဆိုလိုက်ပါတယ်ဘုရားရှင်ကဒီဝရဒဟာစိတ်ရင်းမှန်တဲ့ဒီညာကိုရောက်လာနိုင်မှတော့အနိုင်ရှုံးနေပြောနေကြမလို့တော့ကြောင်းကိုမိတ်လိုက်ပါတယ်ဒီဝရဒကအခုချိန်မှာအရန်ပင်ပန်းနေတယ်လို့ခံစားနေရကြောင်းနဲ့ ြုခဲ့မှုတဲ့အမားတွေအားလုံးခွင့်လွှတ်ပေးပါလို့ဆိုကငိုယိုတောင်းပန်နေခဲ့ပါတယ်။ရာရှင်ကဒေဝဒါရဲ့မျက်ရည်တွေကိုတုပ်ပေးပြီးတော့အရေးကြီးတာကဒီပင်ပန်းမှုတွေကနေလွတ်မြောက်လို့တဲ့ဆန္ဒသာဖြစ်ပြီးအဲ့ဒီဆန္ဒကပဲငိမ့်အေးအာစီကိုပို့ဆောင်ပေးလိမ့်မယ်လို့မိန့်လိုက်ပါတယ်။ဒေဝဒါကကျွန်တော်တို့အတ္တကြီးမားသူတယောက်ဟာငိမ့်အေးအာကိုရောက်နိုင်ပါမလားလို့မေးတဲ့အခါမှာဗျာရှင်ကဒါတွေအားလုံးကမိမိရဲ့အမြင်ပေါ်မှာပဲမူတည်တာဖြစ်ပြီးတော့ဘယ်သူတဦးတယောက်မှဝင်ဆုံးဖြတ်ပေးလို့မရကြောင်းမိန့်တော်မူပါတယ်။ဒီခါမှာဒေဝဒါလည်းရှင်ဗုဒ္ဓ ကျွန်တော်ရဲ့အဖအများအားလုံးခွင့်လို့ပြီးသင်ရဲ့လမ်းစဉ်တိုင်းကြေညာကိုပြုပါဆိုပြီးတော့တောင်းဆိုလိုက်ပြီးဘုရားရှင်ကကိုတော့အနေနဲ့အပြည့်အချင်းမရှိသလိုဒေဝရအနေနဲ့လည်းမိမိရဲ့အတိတ်ကိုမေးထားတဲ့အကြောင်းလူတောင်းဟာတကယ်နားလေထားတဲ့နေ့မှာတကယ်ပြောင်းလဲလာမှာဖြစ်ပြီးလမ်းကြောင်းမှန်ပုံကိုရောက်မှာဖြစ်ကြောင်းနဲ့မနက်ပြန်နက်ခင်းမှာပဲအာနန္ဒာကိုယ်တိုင်ရမ်းပြုပေးပါလိမ့်မယ်လို့ဆိုခဲ့ပါတော့တယ်ဒေဝရအလွန်တရာဝမ်းနေဟန်နဲ့ငိုရှိုက်ကဘုရားရှင်ကိုဆွဲဖက်ထားလိုက်ပြီးစိတ်တွင်းမှာတော့ကျွန်ုပ်ရဲ့ဘဝပျက်စီးရသလိုသင်ရဲ့နာမည်ဂုံတဲ့င်းတွေလည်းပျက်စီးရပါစေမယ်လို့ကြိမ်းဝါနေကြတာဖြစ်ပါတယ် ဝေသာလီရဲ့အလားပြေမာကြီးအမ်ဘာပါလီကတော့ဒိုင်းဘီအတွက်အခြေကိုစရေရမလားအခြေအတွက်ပဲဒိုင်းဘီကိုစွန့်ခွာရမလားဝေကွဲမြဖြစ်နေခဲ့ပါလေတားဖီသူရဲ့ရှေးကိုတွေးပြီးတော့အစားတက်ကိုလက်ဆက်ခဲ့ရင်တော့တချိန်မှာတားဖီသူဂျီဗတ်ကမာဂရာတိုင်းရဲ့ထီနန်ဆက်ခံသူဖြစ်လာလိမ့်မယ်လို့ဆိုနေခဲ့ပါလေအစည်းအကမ်းမျိုးသားကဂျီဗတ်ဟာလည်းတိတက်နေတဲ့ရွယ်ကိုရောက်နေဖြစ်တာကြောင့်အစားတက်ကိုဖခင်မြလက်ခံနိုင်မှာမဟုတ်လို့မာဂရာရဲ့ထီနန်ကိုလည်းဆက်ခံခြင်းသလားဒါမှမဟုတ်ဗုဒ္ဓရဲ့လမ်းစဉ်ကိုပဲရှောက်လန်းခြင်းတွေသလားမသိနိုင်ဘူးလို့အကြံပေးခဲ့ပါလေ အမ်မပါလီကလည်းဒီအတွက်ပဲသူမလည်းဆုံးဖြတ်ခတ်နေတာကြောင့်အဇာရတက်ကိုအပြေမပေးနိုင်မရှိနေရတယ်လို့ဆိုလိုက်တော့တာပါတဖက်မှာတော့ဒေဝရက်ဆုံးခံကြွားတယ်မှာဂျိုဒင်စီစဉ်ထားတဲ့အတိုင်းအမျိုးသမီးတူးနဲ့သွားဟုတ်တွေ့ဆုံခဲ့ပါတယ်အဲ့ဒီမျိုးသမီးကတော့အားလုံးသိကြတဲ့စိန်စမာနာပဲဖြစ်ပြီးတော့သူမကသေလိုလူဟာဘာတော့ရဟန်းပြုခွင့်ရတာလဲလို့မေးလိုက်ပါတယ်ဒေဝရက်ကလောကမှာတနာကျင်တာတဲ့သူတွေဟာသူတို့ရဲ့ဒုက္ခကိုလက်ရခေါ်တတ်တယ်ဘယ်လိုဖြစ်ဖြစ်အသိစီမှာကျွန်တော်ရဲ့ဂျေဇူးကျွေးတင်နေအောင်မှတ်မိသေးတယ်မဟုတ်လားအခုအဲ့ဒီကျွေးကိုပြန်ဆက်စေခြင်းလဲလို့ဆိုလိုက်ပါတယ် စိတ်စမာနာကတင်းရဲ့ဂျေဇူးကြီးကိုဘယ်မေးပါမလဲကျွန်တော်ပြန်ဆက်ပေးပါမယ်လို့ဆိုခဲ့တာပါဒေဝရတ်ရဲ့ဂျေဇူးကြီးဆိုတာကတော့စိတ်စမာနာသူ့ကိုယ်သူအဆုံးစီမဲ့အချိန်မှာဒေဝရတ်ကအသက်ကယ်ကယ်မှုတာဖြစ်ပါတယ်စိတ်စမာနာရဲ့ခင်မောကဘုရားရှင်ရဲ့အဆုံးအမကိုတတ်ဝင်ယုံကြည်ခဲ့ရကနောက်ဆုံးမှာသူမကိုပြစ်ထားခဲ့ပြီးဟန်ပြူသွားခဲ့တာပါဒေဝရတ်ကဒီကိစ္စနဲ့ကိုယ့်ကိုယ်ကိုအဆုံးစီမို့မလို့အကြောင်းနဲ့ဗုဒ္ဓကိုလက်စားချေနိုင်မှုသူကိုယ်တိုင်ကူညီပေးမယ်ဆိုပြီးတော့နားချခဲ့တာဖြစ်ပါတယ်စိတ်စမာနာက ဗုဒ္ဓကိုဘလို့လက်စားချေရမလဲနီလန်းကိုသာပြောပါဘာမဆိုကျွန်တော်လှုပ်ပါမယ်လို့ဆိုခဲ့ပြီးတော့ဒေဝရက်ကကျွန်တော်ရဲ့နီလန်းအသေးစားပါအောင်မြင်မှာဖြစ်တယ်ဗုဒ္ဓကိုသူ့ရဲ့နောက်လိုက်တွေကလည်းအယုံကြည်မဲသွားလိမ့်မယ်ဒီခါမှာတင်းရဲ့ခင်မုန်းကလည်းတင်းအနာကိုပြန်အောင်လာလိမ့်မယ်လို့ဆိုကပြုတ်လို့ရမယ်အစီအစဉ်အသေးစိတ်ကိုပြောပြလိုက်ပါတော့တယ်တမမအမ်ပါပါလီယာတားပြသူဂျီဗတ်နဲ့ဆွေးနွေးနေခဲ့ပြီးတော့သူမအနေနဲ့အစားတက်မင်းကြီးနဲ့လက်ဆက်လိုက်ရင်တားတော်ဟာထီးနှန်းဆက်ခံမယ့်အကြောင်းကိုပြောပြပါတယ်ဒါမဲ့ဂျီဗတ်ကဒီလိုဆိုရင်ဝေသာလီရဲ့တစ်စပေါက်ဖြစ်တတ်မှတ်ခံမှာဖြစ်ကြောင်းနဲ့ အဇာရသက်ကလည်းယုံကြည်ကိုးစားတိုင်းသူတူးမှုတ်ကြောင်းဆိုခဲ့ပါလိမ့်မယ်။မယ်တော်ဖြစ်သူကသားတော်ရဲ့နာဂတ်ကိုလှပစေချင်အောင်ပြောပေမဲ့ဂျီဘက်ကမသေးကြတဲ့နာဂတ်တွေပြည့်စုံပန်းကိုမစရိပါနဲ့လို့ဆိုခဲ့တာပါ။ဂျီဘက်ကသူ့အနေနဲ့အမြဲတမ်းတိုင်းပီအာရီနဲ့ဆိုရင်ပူပန်နေရတဲ့ဘရင်တစ်ပါးမဖြစ်လို့ကြောင်းနဲ့ဗုဒ္ဓရဲ့လမ်းစဉ်ကိုလိုက်ပြီးတော့လွတ်မြောက်ရာလမ်းကိုပဲကြင့်ကြံအားထုတ်ခြင်းကြောင်းပြောခဲ့ပါလိမ့်။တန်တရာကလွတ်မြောက်ကြောင်းကိုပဲကြင့်ကြံခြင်းတာကြောင့်ရဟန်းပြုခွင့်ပေးဖို့တောင်းခံတဲ့အခါမှာမယ်တော်ဖြစ်သူလည်းဝမ်းမြောက်ဝမ်းသာနဲ့ပဲခွင့်ပြုပေးခဲ့ပါတော့တယ်။ ဘုရားရှင်ခန္ဓာညာရောက်ဒိဋ္ဌိပြောက်စီဖို့တရားရည်အမြိုက်ဆေးကိုတိုက်ကျွေးနေစမှာစိန်သမာနာရောက်လာခဲ့ပါလေစိန်သမာနာတရားပွဲပြီးတဲ့ဒီဆောင်းဆိုင်နေခဲ့ပြီးတော့ဘုရားရှင်တရားဟောကြားပြီးတဲ့နောက်ရဟန်းများလူစုခွဲသွားချိန်မှာဘုရားရှင်နောက်ချင်းကက်ကဂျာပန်တချို့ကိုကတ်လှူလိုက်ပါလေဒီမြင်ကွင်းကိုဒေဝရတ်ကခက်လန်းလန်းကကြည့်နေခဲ့ပြီးတော့အနီးနားကရဟန်းတွေကိုလည်းဘုရားရှင်နဲ့စိန်သမာနာကိုအမြင်မျိုးဖြစ်အောင်မတိမသားနဲ့သွေးထိုးစကားတွေဆိုနေခဲ့ပါလေဒေဝရတ်ရဟန်းပြုသွားကြောင်းသိရတဲ့အခါမှာအစာတသက်ကကျွန်တော်ဒေဝရတ်အကြောင်းကောင်းကောင်းသိတယ် သူမှာတိမ်ငယ်စိတ်တွေရှိတယ်။သူကိုယ်သူနှိမ်ကြသူလို့အမြဲခံစားနေရတယ်။ဒိဋ္ဌပိုင်ဆိုင်သမျှအရာအလုံးလည်းလိုချင်နေတဲ့သူပဲလို့ဆိုလိုက်ပါလိမ့်။ပုံနာကြီးကသူ့ကိုကပီလဝုတ်ပြည်ရဲ့ထီးနှံကိုစောင်းယူပေးမယ်လို့ဂရီပေးထားတာမဟုတ်လားလို့မေးတဲ့အခါမှာဇာတတက်ကအခုတော့သူထီးနှံကိုစိတ်ဝင်စားတော့ဗုဒ္ဓရဲ့တာဝကတွေကိုသူကဥဆောင်ခြင်းနေပြန်ပြီ။သူကအကောက်ကျန်တဲ့နေရာမှာတော့ဆရာတဆူပဲ။ဗုဒ္ဓကိုလဲပြားနိုင်မှုတော့သူဘလို့ကြံစီမလဲဆိုတာစောင့်ကြည့်ရမယ်လို့ဆိုလိုက်ပါလိမ့်။ပုံနာကြီးကပုံနာစုံနှန်းကိုမင်းကြီးခေါ်ယူလိုက်တာကလေဗုဒ္ဓကြောင့်ပဲမဟုတ်လားလို့မေးလိုက်ရမှာ အဇာရတက်ကပုံနာဆုံနှန်းဟာစစ်မှန်တဲ့အသိပညာနဲ့ပြည့်စုံသူဖြစ်တယ်။သူ့ကိုဗုဒ္ဓနဲ့ထိတ်တိုက်ရင်ဆိုင်စေရမယ်လို့ဆိုလိုက်တာပါ။စေတူကြီးကတိတ်ကောင်းပါလေမင်းကြီး။ဆုံနှန်းကနန်ဝါရပိုင်းဆိုင်ရာမှာအထူးကျွမ်းကျင်ပြီးတော့မာဂရပြည်မှာကြော်စောတယ်သူပါ။သူနဲ့ဝါရပြိုင်သူတိုင်းရှုံးနေမှာတေးကြပါလေလို့ဆိုလိုက်တဲ့အခါမှာအဇာရတက်ကကျွန်တော်လိုချင်နေတာအဲ့ဒါပဲ။ဗုဒ္ဓအရှုံးကြီးရှုံးပြီးနိုင်မယ်ပြက်အောင်။ဒါဆိုရင်မာဂရပြည်သားတွေလည်းသူ့ကိုအကြီးအကျယ်ပြတ်ကြလိမ့်မယ်လို့ဆိုလိုက်တာပါ။ အဲ့ဒီချိန်မှာပဲပုံနာစုံတန်းရောက်လာခဲ့ပြီးတော့မင်းကြီးရဲ့ဖိတ်ကြားချက်ကြောင့်ရောက်လာခဲ့ပါပြီ။ဘာအကြောင်းကြောင့်လဲများဖိတ်ကြားလိုက်ပါတယ်လို့မေးခဲ့ပါလိမ့်။အစာတသက်ကတင်းနဲ့ဗုဒ္ဓတို့နှုတ်တွဲစုံစည်းပြီးတရားမေးဖြေလှုပ်စီခြင်းနဲ့ဗုဒ္ဓအပေါ်ယံကြည့်ရင်ပြည့်စုံတယ်လို့ထင်ရပေမဲ့အတွေ့မှာဗလာဖြစ်ကြောင်းတတ်သိပြပေးပါလို့ဆိုလိုက်ပါလိမ့်။စုံတန်းကလည်းမင်းကြီးသားလို့ရှိရင်ကျွန်တော်အစဉ်သိရှိပါတယ်လို့ဆိုခဲ့ပြီးတော့ပုံနာကြီးကဒီဝါရပြိုင်ပွဲကနေဘာအသိပညာကိုမှအလိုမရှိပါဘူး။ဗုဒ္ဓကိုနိုင်ယူပြီးတော့သူ့ရဲ့နာမည်ဂုံတရင်ကိုပြက်စီးတာကိုပဲအလိုရှိပါတယ်ဆိုခဲ့ပါလိမ့်။ အစာတက်ကလည်းမာဂရဘီရဲ့ဂုံသိခါအသိပေါ်မှာမူတည်နေပြီကျွန်တော်တို့တိုင်းပြည်ရဲ့ဂုံကိုဆောင်ပေးပါဗုဒ္ဓကိုကျွန်တော်တို့ဥမညွတ်ရပါစေနဲ့လို့ဆိုခဲ့ပြီးတော့ဇွန်တန်းကလည်းတိုင်းပြည်ရဲ့ဂုံသိခါတို့ရဲ့မင်းကြီးရဲ့အလိုကိုဖြည့်ဆည်းပေးပါမယ်ဗုဒ္ဓကိုသာကျွန်တော်နဲ့တွေ့ဆုံကိုစီစဉ်ပေးပါနန်ဝါရပညာရက်တွေကြားထဲမှာဗုဒ္ဓကိုခြားခြားလဲစီရပါမယ်လို့ဆိုခဲ့ပါတော့တယ်အစာတက်လည်းဗုဒ္ဓကိုအမြန်ဆုံးဖိတ်ကြားဖို့အတွက်ပုံနာကြီးကိုစီစဉ်စေခဲ့ပြီးဇွန်တန်းအနိုင်ရတဲ့အခါမှာဗုဒ္ဓနဲ့တာဝကတွေကိုမာဂရတိုင်းပြည်တွေကလည်းမောင်းထုတ်ပြစ်မယ်လို့ကြိမ်းဝါနေပါတော့တယ် တပတ်ပါတော့စိန်စမာနာဟာသူ့ရဲ့အကြံစီတိုင်းဗုဒ္ဓရဲ့ကျောင်းတော်ကိုနေစဉ်လို့လို့ရောက်လာနေခဲ့ပါလေရှင်မောက်ကလန်ကဘုရားရှင်ကိုမင်းကြီးအဇာတတ်စီကဖိတ်ကြားချက်အတိုင်းနန်းတော်ကိုကြွားအောင်ပါမိလားလို့မေးလျှောက်လိုက်ပါလေဘုရားရှင်ကသွားမှာဖြစ်ကြောင်းနဲ့စွန်နန်းကဉာဏ်ပညာရှိသူတယောက်ဖြစ်တာကြောင့်ကိုတော်နဲ့တွေ့မျက်နှာစင်းပေါင်းဆောင်လို့ဖြစ်မဲ့အကြောင်းပြီးတော့အဲ့ဒီမျက်နှာစင်းဟာဒူးပေါ်ဒူးတဲအောင်မှာဖြစ်ပြီးတော့လွတ်မြောက်ခြင်းတရားတွေကိုဟောကြားခွင့်ရပါလိမ့်မယ်လို့မိန့်ခဲ့ပါလေအဲ့ဒီမှာပဲဘုရားရှင်ရှေ့ကိုစူတားလို့အမိရတဲ့ဘိက္ခုနီတစ်ပါးရောက်လာခဲ့ပြီးတော့ ဘုရားရှင်ကစူဒါရဲ့မျက်နှာမကောင်းတာကြောင့်လမ်းမှာတစ်ခုခုဖြစ်ခဲ့ပါသလားလို့မေးတော်မူပါတယ်။စူဒါကဆုံးခံပြီးပြန်လာလမ်းခုလမ်းမှာမျိုးသားတူးနဲ့တွေ့ဆုံခဲ့ကြောင်းကိုရှောက်တင်ခဲ့ပါတယ်။လူသူကေးရှင်းတဲ့နေရာမှာအဲ့ဒီမျိုးသားစူဒါကိုငယ်ရွယ်ချောမပါလေးနဲ့တင်ကန်းခြုံပြီးဘွားအောင်မကုံဆုံးစေသင့်ပါဘူး။ဒီလိုလှပတဲ့ခန္ဓာကိုယ်မှာတန်ဖိုးကြီးတဲ့ဝိထေတွေပဲစင်မြန်းသင့်ပါတယ်လို့ဆိုနေခဲ့ပါတယ်။စူဒါကကျေးဇူးပြုပြီးလမ်းဖယ်ပါကျွန်တော်ကြောင်းတော်ကိုအချိန်မီပြန်ရပါမယ်လို့ဆိုတဲ့အခါမျိုးသားကဗုဒ္ဓရဲ့ကြောင်းကိုမပြန်ပါနဲ့တော့ ကျွန်တော်နဲ့ like ခဲ့ရင်တင့်လို့ကြအားလုံးဖြစ်စီရမယ်လို့ဆိုတာတဖြည်းဖြည်းအနာကိုသာတိုးကပ်လာခဲ့ပါလိမ့်။နောက်ဆုံးမှာစူရာကဂိုချေပြည့်ရှင်ဝေသာလီပြည့်ရှင်နဲ့တတ်ကြပြည်တော်စုတို့ကဗုဒ္ဓရဲ့တပည့်တာဝကတွေကိုနှောက်ရှက်ရင်တေးတံပေးမယ်လို့အမိန့်ထုတ်ထားတာကိုသင်မသိတာလားလို့ဆိုလိုက်တဲ့အခါမှာအမျိုးသားကလည်းသူ့ကိုအပြစ်မြူဖို့တောင်းပန်စကားဆိုပါတော့တယ်။စူရာကဒီနေ့မှာသူမအနေနဲ့ပြဿနာကိုဖြေရှင်းနိုင်ခဲ့ပေမဲ့နောက်ပိုင်းမှာခြားဘိက္ခုနီတွေလည်းအလားတူပြဿနာမျိုးနဲ့ကြုံတွေ့မှာကိုစိုးရိမ်ပြီးကြောင်းရှောက်ထားလိုက်ပါလိမ့်။တရားရှင်ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပင် အမျိုးသားတွေကတမန်စိတ်ကြောင့်အမျိုးသမီးတွေအပေါ်မှာနိုင်လိုမင်းထပ်ပြုတ်ခဲ့ကြကြောင်းချီပီကြာမင်းလာသည့်တိုင်အမျိုးသားတွေကအဲ့ဒီဆိုးရတဲ့မူကျင့်တွေကိုမပြောင်းလဲသေးနိုင်ကြကြောင်းဒီအချက်ကြောင့်ပဲအမျိုးသမီးများကိုဘိတ်ကူနေဖြစ်လက်ခံပေးဖို့နှောင့်နှေးခဲ့ခြင်းဖြစ်ကြောင်းနောက်ထပ်ဒီလိုပြဿနာမျိုးထပ်မဖြစ်စေဖို့ဒီနေ့ကစပြီးဘိတ်ကူနေတို့ဟာတဦးတယောက်တည်းစွန့်ခံခြင်းမပြုဖို့နဲ့ဂျိမ်းဆက်တဲ့အခါမှာလည်းအ ਨੇ ဆုံးအဖော်တယောက်နဲ့တူဂျိမ်းဆက်ရမှာဖြစ်ကြောင်းဒါမှသာအကြောင်းကိစ္စများရှိလာပါကအချင်းချင်းကူညီနိုင်လိမ့်မှာဖြစ်ကြောင်းကိုမိန့်ကြားခဲ့ပါတော့တယ် အိုင်နောက်အာဏာကိုစူရားနဲ့တူလိုက်သွားကဘိတ်ကူနီများကိုအဆိုပါစည်းကမ်းချက်များကိုလိုက်ပါရှင်းပြစေခဲ့ပါတယ်။အာဏာထွက်သွားချိန်မှာကျောင်းဝင်မမစောင့်နေတဲ့စိန်စမာနာကိုတွေ့လိုက်ရပြီးတော့အကြောင်းရင်းကိုမေးရမှာဘုရားရှင်ကိုကြာပန်းကတ်လူကိုရောက်လာကြောင်းပြောပါတယ်။အာဏာကတရားဗုဒ္ဓရဲ့တရားများကိုနေ့စဉ်နာကြားပြီးဗုဒ္ဓကိုလည်းအလွန်ကြည်ညိုပုံရတယ်။ဘာကြောင့်ဘိတ်ကူနီမှာပြုတ်ရပါသလဲလို့မေးတဲ့အခါမှာစိန်စမာနာကကျွန်တော်ကခက်ခဲလာတဲ့ဝီနီးတွေကိုလိုက်နာနိုင်မှာမဟုတ်ပါလို့ဆိုခဲ့တာပါ။အာဏာက ဘုရားရှင်ကိုပန်းကတ်လူချင်းအကြောင်းတွင်းကိုဝင်သွားနိုင်ပါတယ်ဗုဒ္ဓရဲ့အကြောင်းသင်ခန်းကိုညွှန်ပြပေးပါမယ်လို့ဆိုတဲ့အခါမှာစိန်စမာနာကဗုဒ္ဓရဲ့အကြောင်းဆောင်ကိုကျွန်တော်ကောင်းကောင်းသိပါတယ်လို့ဆိုလိုက်ပါတယ်စိန်စမာနာအကြောင်းဝင်တဲ့ကိုဝင်သွားချိန်မှာဒေဝရတ်နဲ့ရဟန်းတစ်ပါးကလှမ်းမြင်လိုက်ပြီးတော့ရဟန်းကဒီတကာမဟာဘုရားရှင်ရဲ့အကြောင်းဆောင်ဘက်ကိုသွားနေပါလားလို့ဆိုလိုက်ပါတယ်ဒီခါမှာဒေဝရတ်ကသေမာကိုများအံ့ဩနေတာပါလေအဲ့ဒီတကာမဘုရားအကြောင်းဆောင်စီကိုသွားတာကျွန်တော်အကြိမ်ကြိမ်မြင်ဘူးပြီလို့ဆိုလိုက်တာပါ မကရနန်းတော်တွင်ကပြိသက်များတို့ဟာဒီကနေ့ဝါရပြိုင်ပွဲမှာဗုဒ္ဓကနိုင်မလားစွန်တန်းကနိုင်မလားဆိုတာကြိုတင်ပြီးတော့ယင်ခုံနေကြပါတယ်တချို့ကလည်းဗုဒ္ဓကလက်တွေ့တရားတွေကိုဟောကြားတာဖြစ်ပြီးစွန်တန်းကတော့ကျမ်းစာတွေကကြက်မှတ်ထားသူပဲလို့ဆိုကြပါတယ်တချို့ကလည်းစွန်တန်းကိုဝါရပြိုင်တဲ့နေရာမှာဘယ်သူမှရှင်းနိုင်မှာမဟုတ်ကြောင်းပြောနေကြပါတယ်မကြာခင်မှာပဲမင်းကြီးစာတက်ကြွလာခဲ့ပြီးတော့ရာဇာပလင်ပေါ်နေရာယူပြီးချိန်မှာပုံနာစွန်တန်းနဲ့ရောက်လာခဲ့ပါတယ်တဲ့ချိန်တွေမှာပဲဘုရားရှင်လည်းကြွအောင်လာခဲ့ပြီးတော့ပုံနာကြီးကခရီးဥโจโซက နေရာထိုင်ခင်းများကိုညှို့ပြပေးလိုက်ပါလေအသည်သည်နေရာယူပြီးကြချိန်မှာတော့ပုံနာကြီးကအစာတက်မင်းကြီးရဲ့ရှေ့မှာပညာရှိသူတော်စင်နှစ်ဦးတို့အမြင့်ချင်းဖလေကဆွေးနွေးကြဖို့နဲ့ဒီဆွေးနွေးမှုကြောင့်ကြားနာရသူပြိတ္တာပေါင်းတို့အသိပညာတိုးပွားပါလိမ့်မယ်လို့ဆိုလိုက်ပါလေအဲဒီနောက်မှာစွန်နန်းကအရှင်ဗုဒ္ဓကျွန်ုပ်တဲ့ငွေသူဖြစ်တာကြောင့်ဦးစားပေးပါမယ်။ဘယ်အကြောင်းအရာကိုစတင်မေးမြန်းလိုပါသလဲလို့မေးလိုက်ပါလေ။ဒီကမှာဘုရားရှင်ကပြည့်စုံတဲ့ပုံနာဖြစ်ဖို့အတွက်ဘာလိုအပ်ပါသလဲလို့အသေးစိတ်သိလိုပါကြောင်းမေးတော်မူခဲ့ပါလေ။ ဇုံတန်းကရှင်ဗုဒ္ဓပြေဆောင်သောပုံနာဖြစ်ဖို့အချက်၅ချက်ညှိညွတ်ရပါမယ်။အဲ့ဒီအချက်တွေကဂျီနိုဘွေအားရုပ်ဆင်းရှိရမယ်။ဂါရာမန်နန်တွေကိုကျွမ်းကျင်စွာရုပ်ဆိုနိုင်ရမယ်။ပုံနာမျိုးရိုး80ကစဉ်းစားလာသူဖြစ်ရမယ်။ပြေဆောင်သောအသိပညာရှိသူဖြစ်ရမယ်။တည်တဲ့အတိုင်းကျင့်တဲ့အကျင့်ကောင်းလည်းရှိရမယ်လို့ဆိုခဲ့ပါတယ်။ဘုရားရှင်ကအခုပြောတဲ့အချက်တွေထဲမှာဘယ်အချက်တွေကအရေးကြီးဆုံးအချက်ပါလဲလို့မေးခဲ့ပြီးတော့စွန်တန်းကနောက်ဆုံးအချက်နှစ်ခုကအရေးကြီးဆုံးဖြစ်ပါတယ်။ဂျီနိုဘွေအားရုပ်ရည်ရှိဖို့ဂါရာမန်နန်တွေကျွမ်းကျင်ဖို့နဲ့ မျိုးရိုးကောင်းမှုဆိုတာတွေကအရေးကြီးဆုံးမဟုတ်ပါအဓိကအချက်ကပြည့်စုံသောအသိပညာရှိဖို့နဲ့အကျင့်ကောင်းရှိဖို့ကပိုအရေးကြီးပါတယ်လို့ဆိုလိုက်ပါတယ်ပုံနာကောင်းတယောက်ရဲ့တတ်မှတ်ချက်တွေကိုရှင်းချလိုက်တဲ့စွန်နဲ့အစကားကြောင့်ပြိသက်တွေလှုပ်လှုပ်ရှားရှားဖြစ်သွားကြသလိုပုံနာတစ်ပါးကလည်းစွန်နဲ့အဖြစ်အမှန်ကန်ခြင်းမရှိပါဘူးဆိုပြီးထပြီးကန့်ကွက်ပါတော့တယ်တခြားပုံနာတစ်ပါးကလည်းဗုဒ္ဓအကောက်ကြံပြီးတော့မေးတာဖြစ်ပြီးဒါဟာတတ်တတ်ဗြဟ္မဏပုံနာတွေကိုစော်ကားတာပဲလို့ဆိုလိုက်တာပါဒီကမှာဘုရားရှင်ကပညာရှိစွန်နန်းကိုလေးစားသောအဖြစ် အားလုံးတိတ်ဆိတ်ပေးဖို့နဲ့တကယ်လို့စွန်နှန်းကိုမယုံကြည်တော့ရင်တခြားပုံနာတစ်ပါးကိုအစားထိုးနိုင်ကြောင်းဖျားရှင်ကတော့မြည်သူနဲ့မဆိုတရားအမေးပြေဆက်လုပ်နိုင်ကြောင်းမိလိုက်ရမှာအားလုံးပြန်ငြိမ်သွားကြပါလိမ့်ဒီခါမှာပုံနာစွန်နှန်းကသူ့ရဲ့စကားကိုဆက်လက်ပြီးတော့ရှင်းပြပါလိမ့်စွန်နှန်းကဥမာအပြင်ပုံနာတစ်ပါးဟာရုပ်ရည်ချောမောပြေပြေနေမယ်မျိုးရိုးကလည်းအလွန်ကောင်းနေပြီဝေဒကျမ်းစာတွေကိုလည်းနှံ့ဆက်ကျွမ်းကျင်နေခဲ့တဲ့အောင်အဲ့ဒီသူကအပြစ်မဲ့သူများကိုတတ်ဖြတ်ခြင်းလိန်လေခြင်းအရမပြူခြင်းနဲ့သူတစ်ပါးပစ္စည်းတွေကိုခိုးယူခြင်းတွေပြုလုပ်နေခဲ့ပါလိမ့် ်ပုံနာဖြစ်တတ်မှတ်လို့မရကြောင်းဒါကြောင့်မုံမြတ်တဲ့အကျင့်နဲ့ပြည့်စုံတဲ့အသိပညာဆိုတဲ့အချက်နှစ်ချက်သီးသာပုံနာတစ်ပါးအတွက်အရေးကြီးဆုံးလိုအပ်ချက်များဖြစ်ကြောင်းကိုဆိုလိုက်ပါတယ်အဲဒီကမှာဘုရားရှင်ကဆက်ပြီးတော့အဲ့ဒီအချက်နှစ်ခုထဲမှာဘယ်အချက်ကပို့ပြီးတော့ရေးပါတယ်လို့မေးတော်မူခဲ့ပြန်ပါတယ်ပုံနာကြီးကအသိပညာနဲ့အကျင့်ကောင်းဆိုတာခွဲခြားလို့မရကြောင်းဥမာအဖြစ်လက်နှစ်ဖက်ပေါင်းမှတစုံဖြစ်တယ်လို့အသိနဲ့အကျင့်ဟာလဲအချင်းချင်းအမိသေးပြုပြီးတော့တီးရှိနေကြောင်းအသိပညာနဲ့အကျင့်ကောင်းတို့ဟာကုသိုလ်ကောင်းမှုကိုဖြစ်စေပြီးတော့ ကုသိုလ်ကောင်းမှုဟာကိုယ်စိတ်ကိုညံလင်းပေးနိုင်ကြောင်းနဲ့ဒါဟာဘဝတစ်ခုရဲ့အရေးကြီးဆုံးတော့ချက်ပဲဖြစ်ပါကြောင်းဆိုခဲ့ပါတော့တယ်။ဇုံနဲ့စကားဥစားတက်ကနှစ်ထောင်အားရစွာနဲ့ကြီးကျူးစကားဆိုလိုက်ပြီးတော့ဘုရားရှင်ကိုလည်းဗာများထပ်ပြီးတော့မေးလိုပါလဲလို့ဆိုလိုက်ပါတယ်။ဘုရားရှင်ကဇုံနဲ့စကားတွေဟာမှန်ကန်ကြောင်းအသိပညာနဲ့အကျင့်ကောင်းဆိုတာဘဝအတွက်တန်ဖိုးအရှိဆုံးသောအရာများဖြစ်ကြကြောင်းမိန့်တော်မူပါတယ်။ပြီးတော့မှအဲ့ဒီအသိပညာနဲ့အကျင့်ကောင်းတွေကိုအခြေခံပြီးတော့အမြင့်ဆုံးသောဉာဏ်အလင်းကိုရအောင်ဘယ်လိုကျင့်ဆောင်ရပါမလဲလို့မေးတော်မူလိုက်ပါတော့တယ် ဘုရားရှင်မင်းကိုကြောင့်အားလုံးတိတ်ဆိတ်ငြိမ်သက်သွားတယ်လို့ဆိုနှမ်းကိုတိုင်းလည်းဖြေးစရာစကားရှာမတွေ့ပဲရှိနေပါတော့တယ်အတော်ကြာတဲ့ခါကျတော့မှဆိုနှမ်းကဘုရားရှင်ကိုလက်အုပ်ချီးမိုးကာအရှင်ဂေါတမဒီမေးခွန်းကိုကျွန်တော်ဖြေဖို့မတတ်နိုင်ပါအသင်ကိုတိုင်းသာဖြေချပေးပါတော့ကျွန်ုပ်ကကျမ်းစာများကိုသာမှတ်သားထားသူဖြစ်ပါတယ်သင်ကတော့ကိုတိုင်းကြင့်ကြံပြီးအတူမရှိတော့ညံလင်းတဲ့ဗုဒ္ဓဖြစ်လာသူပါဒါကြောင့်ညံလင်းပိုင်ရှင်ကကျွန်ုပ်တို့ကိုညှို့ပြပေးတော်မူပါလို့ဆိုခဲ့ပါတော့တယ် ဘုရားရှင်ကတန်တရာမှလွတ်မြောက်ရာလမ်းမှာအဆင့်၃ခုရှိကြောင်းနဲ့ထိုຢာတွေကသီလတမာရီပညာဆိုတဲ့လေကားတစ်တွေဖြစ်ကြောင်းသီလတရားကောင်းမွန်မယ်ဆိုရင်တရားကျင့်ကြံမှာတမာရီတရားကိုအထောက်ပံ့ပေးနိုင်ကြောင်းတမာရီတည်ပြီးတော့ကျင့်ကြံမှုအားကောင်းနိုင်ပညာဉာဏ်စွာဖြစ်တည်လာမှာဖြစ်ကြောင်းအဆိုပါသီလတမာရီပညာတို့ကိုကောင်းစွာစောင့်တည်နိုင်ပါကလောဘဒေါသမောဟတဲ့တဏှာဆွဲတွေကိုပယ်ခွာနိုင်မှာဖြစ်ကြောင်းဒီလိုဆိုရင်စစ်မှန်သောလွတ်လပ်မှုနဲ့ပျော်ရွှင်မှုအတိပြီးတဲ့ စိတ်အစဉ်ဟာတူနိုင်ရာမဲ့တဲ့ငိမ့်အေးရာကိုစိုက်ရောက်ပါလိမ့်မယ်လို့ဟောကြားတော်မူခဲ့ပါတော့တယ်။ဘုရားရှင်ရဲ့တရားဒေသနာအဆုံးမှာစွန်တန်းဟာဘုရားရှင်ရှိကိုဒုထောက်ရှိခိုးကအိုအရှင်ဂေါတမအတရားကျွန်ုပ်ရဲ့အမြင်ကိုဖွင့်ပေးလိုက်သူပါ။ကျွန်ုပ်ကအဝိဇ္ဇာအမှောင်လူကြီးတွေကနေလွတ်မြောက်လာရပါပြီ။ကျွန်ုပ်ကိုသင်ရဲ့တပည့်ဖြစ်နဲ့လက်ခံပေးပါတော့လို့ဆိုကယဟန်ပြုတ်ခွင့်တောင်းခံခဲ့ပါတော့တယ်။အဲဒီချိန်မှာပဲကိုဝင်ရင်မှာပုံစံနဲ့စိန်စမာနာအားလုံးရှိကိုရဲတင်းစွာဝင်ရောက်လာခဲ့ပြီးတော့ ပုံနာကြီးကသူမကိုဘာကြောင့်အခွင့်မရှိပဲဝင်လာရသလဲလို့မေးလိုက်ပါတယ်။စိန်သမားနာကသူမစီမမလာမဖြစ်တဲ့အကြောင်းကိစ္စရှိနေကြောင်းနဲ့ဘုရားရှင်စီကအဖေတခုကိုရရှိဖို့လိုအပ်နေတယ်လို့ဆိုလိုက်ပါတယ်။ပုံနာကြီးကဗုဒ္ဓနဲ့မေးပြေလို့ချင်းသူ့ရဲ့အကြောင်းတော်မှာသွားလို့ပါဆိုပြီးတော့မောင်းထုတ်ပေမဲ့အဇာရတက်ကလှမ်းတလိုက်ပြီးတင်းမေးလို့ရကူကုချက်ချင်းဗုဒ္ဓကိုမေးနိုင်တယ်လို့ဆိုလိုက်တာပါ။စိန်သမားနာကရှင်ဗုဒ္ဓတင်အားအများသူငါကိုတရားလမ်းညွှန်ပြပေးနေသူပါ။လေးစားကြည့်လို့ဘယ်ဟာကောင်းပါပြီလေ။ ဒါပေမဲ့တင်ကျွန်ုပ်ကိုတော့နည်းနည်းလောက်စိတ်ပူပေးသေးပါတယ်ကျွန်တော်ကတင်ရဲ့ရင်သွေးကိုလွယ်ထားတာပါတင်ရဲ့ရေသွေးအတွက်တောင်းဝင်ယူမှုတော့ရှိသေးပါတယ်ဆိုပြီးတော့ဆွတ်ဆွဲပါတော့တယ်ဘေးနာဒေဝရက်ကတင်ဗုဒ္ဓဝတီလိုဆွတ်ဆွဲခြင်းကရဲတင်းလို့နေပြီဗုဒ္ဓကိလေသာပေါင်းမှကင်းစင်သူဆိုတာတင်မသိလျော်သလားလို့ဆိုကဘုရားရှင်ကိုကာကွယ်မဲ့ဟန်လုတ်ပြပါတယ်ဘုရားရှင်ကဒေဝရက်ကိုလမ်းတားလိုက်ပြီးခြေသမီးစိန်သမာနာတင်ပြောတဲ့အကြောင်းကိစ္စအမှန်တရားဟုတ်မဟုတ်သိနိုင်တယ်သူဟာတင်းနဲ့ကျွန်တော်နှစ်ဦးသာရှိပေတယ်ဆိုပြီး တခုံးနဲ့သာပြန်မိတ်တော့မူခဲ့ပါလိမ့်ဘရိဒါတို့ဆိုကလည်းဒီကိစ္စကိုသေချာစစ်ဆေးရမယ်ဆိုကစိန်စမာနာကိုဆွဲခေါ်ကြတဲ့အခါသူမလည်းကြောက်ဝါလန်အားနဲ့ယုံကံပါတော့တယ်အဲဒီလိုယုံကံရဲ့ဘိုက်ထဲကအဝတ်ထုတ်ကြီးထွက်ကြလာပြီးတော့သူမရဲ့ကုံဝါအတူကြီးပြေချောင်ပေါ်သွားပါတော့တယ်အစားရတက်လည်းစိန်စမာနာကိုရဲမှန်များနဲ့ဖမ်းချုပ်ဆေးလိုက်ပြီးတော့အဲဒီချိန်မှာဘုရားရှင်ကမင်းကြီးကိုမင်းကလေးရဲ့အသက်ကိုချမ်းသာပေးလိုက်ဖို့နဲ့ကိုတော့အနေနဲ့ခွင့်လို့ပေးပါတယ်လို့မိန့်လိုက်ပါတယ်ဒါမဲ့အစားရတက်က တင်ဟာအမြင့်ဆုံးညံပါရှင်ဖြစ်လို့ခွင့်လွန်နိုင်ပြီမယ်ကျွန်တော်ကတော့မာဂရဘီရဲ့ဧည့်သည်တော်ကိုဆွဆွဲပြောဆိုသူကိုတောင်းဝန်ရှိတဲ့အတိုင်းပြည်တံပေးရပါလိမ့်မယ်လို့ဆိုခဲ့တာဖြစ်ပါတယ်အိုင်နောင်စိန်စမာနာကိုအချင်းအောင်နဲ့ဖမ်းထိလိုက်ကြပြီးတော့ညာဘက်မှာတော့အချင်းအောင်တဲ့ကိုအစာတက်နဲ့ဒေဝရတ်တို့ရောက်လာကြပါတော့တယ်အစာတက်မင်းကြီးကကျွန်တော်ထင်ထားတဲ့အတိုင်းပါပဲလားဒီလိုအမှုကိစ္စမျိုးကမင်းသားဒေဝရတ်ရဲ့လက်ချက်ပဲလို့ကျွန်တော်တွေးထင်နေပြီးသားပါပဲလို့ဆိုလိုက်တာပါဒေဝရတ်ကဒီလိုကြီးဖြစ်လာလိမ့်မယ်လို့မထင်နိုင်ဘူးလို့ဆိုတဲ့အခါမှာအစာတက်က တင်ကဒေါသထွက်လာရင်အမြဲအတိအညာမဲ့သွားတာပဲတင်ကကျွန်တော်တို့ရဲ့မဟာမိတ်ဆက်ဆံရေးကိုဖျက်ဆီးခဲ့ပေမဲ့ကျွန်တော်ကမဖျက်ဆီးချင်လို့ဒီမျိုးသမီးကိုထိမ့်သိမ်းထားပေးတာလို့ဆိုလိုက်ပါလေဒေဝရက်ကသူ့ကိုဘာကြောင့်ဒီမြေရောက်ချင်းခိုင်းမှာဖမ်းချုပ်ထားတာလဲလို့မေးလိုက်ရမှာကျွန်တော်ရဲ့မေတ္တာတရားကြောင့်လို့ပဲဆိုရမှာပေါ့အမျိုးသမီးကိုဒီတိုင်းလွှတ်ထားရင်ဗုဒ္ဓဆီမှာသူမရဲ့အမအကိုဝင်ချတောင်းပန်လိမ့်မယ်ဒီခါမှာနောက်ကွယ်ကျိုးကိုင်နေတဲ့အဲ့နံမဲလဲပေါ်ထွက်လာလိမ့်မယ်ဒါဆိုရင်တော့တင့်ကိုသာသနာဘောင်ကနေနှိမ့်ထုတ်ခံရလိမ့်မယ်လို့ဆိုခဲ့ပါလေဒီခါမှာဒေဝရက်က တင်းမှာဗုဒ္ဓရဲ့အသက်ကိုလောက်ကြံမဲ့အစီအစဉ်ရှိတယ်လို့ဆိုခဲ့ဘူးတယ်မဟုတ်လားဒီမျိုးသမီးကိုလွတ်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ပူပေါင်းကြံစီကြတာပေါ့လို့ဆိုလိုက်ပါလေဒါမဲ့အစားတသက်ကကျွန်တော်အချိန်နေတဲ့အချိန်ကာကောင်းကိုစောင့်ရလိမ့်မယ်အခုလက်ထဲမှာအသွားနှစ်ဖက်ပါတဲ့ဓာတ်တစ်လက်ရောက်ရှိနေပြီဒီဓာတ်ကိုဘလို့အသုံးပြုမလဲဆိုတာကတော့အချိန်ကပဲအဆုံးဖြတ်ပေးပါလိမ့်မယ်လို့ဆိုခဲ့ပါတော့ဒီနောက်မှာအစားတသက်ဟာရံအဖြစ်ခံယူလိုက်တဲ့ပုံနာစွန်တန်းကိုရှေ့တော်မှောက်ဆင့်ခေါ်စေခဲ့ပြီးညံပြေနာရီနဲ့ပြည့်စုံပါတယ်ဆိုတဲ့ပုံနာကြီး တင်ရခုတော့မိမိရဲ့ဘာသာဦးတော်ဆုံးလို့လိုက်ရပါလားစိတ်မကောင်းစရာပဲလို့ဆိုလိုက်ပါလိမ့်ယဟန်ကကျွန်ုပ်ဗုဒ္ဓရဲ့တပည့်ဖြစ်ခံယူလိုက်တဲ့ပေါ်တင့်နေတဲ့စိတ်ဆိုးဒေါသထွက်နေခဲ့တာကိုလည်းစိတ်မကောင်းပါဘူးလို့ဆိုခဲ့ပါလိမ့်အဇာရတကတင်ကျွန်ုပ်တော့ခံစားမှာမဟုတ်ပါဘူးတင်ရပုံသားသူတရလုံးပြေမာကရတိုင်းမျိုးကိုပါအဆက်ရစေခဲ့တယ်တင်ရဆက်ယုံပွဲလောက်ရကိုဘလို့ဖြည့်ရှင်းချက်ပေးခြင်းတည်းလို့မေးလိုက်ပါလိမ့်ယဟန်ကဗုဒ္ဓနဲ့ဝါရပြိုင်ခဲ့စဉ်ကကျွန်ုပ်အနေနဲ့ပညာမှန်အတော်မောက်ခဲ့ ဒါပေမဲ့ဗုဒ္ဓရဲ့အရှိန်အဟောကိုမြင်လိုက်ရချိန်မှာပညာမှန်တွေအလုံးပြိုဆင်းသွားပါတယ်။ကျွန်တော်ကဗျမနာနွယ်ဝင်တွေကိုအချက်ရစေခြင်းလို့ရဟန်းပြုခဲ့ခြင်းမဟုတ်ပါ။ယုံနံတရားတွေရဲ့နတ်နည်းမှုကိုအဖြေရှာဖို့ရဟန်းပြုခဲ့ခြင်းသာဖြစ်တယ်။ပျော်ရွှင်မှုဝမ်းနည်းမှုတွေကိုအနိုင်ယူပြီးအင်းငိမ့်ရာအစ်စ်ကိုသာကျွန်တော်ရှာဖွေလိုတယ်လို့ဆိုလိုက်ပါတယ်။အစားတသက်ကတဲ့ရဲ့အင်းငိမ့်ရာကိုမရောက်ခင်မှာအပြစ်ဒဏ်ရင်ခံယူရမှာနားမလဲတာလားလို့မေးလိုက်တဲ့အခါမှာရဟန်းကမင်းကြီးသင်္ဘန်နဲ့ထင်းလို့လောက်ပိုင်ဝင်ရှိပါတယ်။ကျေပြောလုံးနဲ့အသိပညာကိုရှာဖွေကြတဲ့အခါ ဘယ်တော့မှရောင်ရဲခြင်းဆိုတာမရှိတတ်ကြပါလူရဲ့လောဘပင်လယ်ကြီးလိုပဲဘယ်လိုဖြစ်ဖြစ်ပြည့်တယ်ဆိုတာလည်းမရှိနိုင်ပါဒါပေမဲ့မိမိရဲ့စိတ်ကိုထိန်းချုပ်နိုင်သူကတော့အရာအားလုံးကိုအောင်နိုင်သူဖြစ်ပါလိမ့်မယ်လို့ဆိုလိုက်ပါလေအစားတသက်ကတင်းကဝမ်းနေမှုတွေကိုနိုင်ပြီးအောင်နိုင်သူဖြစ်ချင်တာလားဒီလိုဆိုရင်လည်းအစ်အတွင်းစိတ်ကိုတကယ်ထိန်းချုပ်နိုင်ပြီလားကြည်ရသေးတာပေါ့လို့ဆိုကအချက်ပြလိုက်ပါလေဒီခါမှာရဲမတ်များကယဟန်မိဘများကိုတန်ချိုးများနဲ့ချီနှောင်ကခေါ်လာခဲ့ကြပါတော့တယ်ယဟန်က ကျွန်တော်ပြုမိတဲ့အပြစ်ကိုဘာကြောင့်မိဘများကိုပြစ်ဒဏ်စီရင်ရတာလဲလို့မေးရမှာအစာတသက်ကဒီအစီအမှုကအပြစ်ရှိသူကိုပို့ပြီးနာကျင်ထိခိုက်ပါစေလိမ့်မယ်ကျွန်တော်ရဲ့ပြစ်မှတ်ကိုမလွဲစေရပါဘူးလို့ဆိုလိုက်ပါတယ်ရန်ကမိဘများကိုဦးခြားတောင်းပန်တဲ့ခါမှာမိဘများကပညာဉာဏ်ပြည့်စုံတဲ့ပုံနာတူပါမှန်ကန်တဲ့လမ်းကိုပဲရွေးတတ်တယ်ဆိုတာသင်သက်သေပြခဲ့ပါပြီကျွန်တော်တို့အတွက်ဝမ်းနဲ့မနေပါနဲ့သင်ရဲ့ရွေးချယ်မှုကိုကောင်းကြီးပေးပါတယ်လို့ဆိုခဲ့တာဖြစ်ပါတယ်ဓမ္မမဒေဝရကသူ့ရဲမှတချို့ရဲ့အကူအညီနဲ့ အကျဉ်းောင်တဲကစိန်စမာနာကိုခေါ်ထုတ်လာခဲ့ကြပြီးသူမကဒီကျွန်တော်ကိုလာခဲ့မယ်ဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့ဘာကြောင့်ဒီလောက်ကြာနေရတာလဲလို့မေးလိုက်ပါတယ်ဒေဝရက်ကကျွန်တော်အချိန်ကာကောင်းအောင်စောင့်နေရတာအခုမှပဲအခွင့်အသင်းလို့ကယ်ထုတ်လို့ရတော့တယ်စိတ်မပူပါနဲ့တင်းုံထာဝရဘေးကင်းတဲ့နေရာကိုကျွန်တော်ပို့ပေးပါမယ်လို့ဆိုလိုက်ပါတယ်အရင်နောက်ရဲမတ်ကိုအချက်ပြလိုက်ရာမရဲမတ်ဖြစ်သူဟာစိန်စမာနာကိုလဲပေးညက်ကအဆုံးစီရင်ပြစ်လိုက်ပါတော့တယ်ဒေဝရက်အသေးဆုံးသွားတဲ့အလောင်းကိုကြည့်ကတင်းရဲ့ဘွားကကျွန်တော်တို့ကသုံးမလို့တော့ဒါမဲ့ ။တပ်မဲ့ရုပ်လောင်းကတော့တနည်းအားမအသုံးဝင်ပါလေဦးမယ်။တခါလီမှာမြင်းမြတ်တဲ့သူတွေအတွက်တာမန်လူတွေကိုစရေပြရတယ်လို့ဆိုလိုက်ပါတော့တယ်။မနက်ခင်းမှာဘုရားရှင်ကတရားချုမဲ့လဲကြီးပြီးတော့အဲဒီချိန်မှာခွေးအောင်တန်များနဲ့ကြီးငှက်များရဲ့စူးစူးဝါးဝါးအော်တန်များကိုကြားလိုက်ရပါတယ်။အာနန္ဒာကအရှင်ဗျာဒီလောက်ဆူညံနေချိန်မှာတရားမှတ်လို့ရနိုင်ပါမလားလို့မေးလျှောက်ခဲ့ပြီးတော့ဘုရားရှင်ကဆူညံတန်ကြောင့်နှောက်ရှက်ဖြစ်သူဟာတမာရီမတီသေးတဲ့သူဖြစ်ကြောင်းနဲ့ဒရိစံတွေလောက်ဆူညံနေတာအကြောင်းတစ်ခုခုကြောင့်ဖြစ်လိမ့်မယ်ဆိုကရှင်အာနန္ဒာကိုသွားကြည့်စေခဲ့ပါတယ် ရာနန္ဒာသွားကြည့်တဲ့အခါမှာတော့အဝိဇ္ဇာလေးတစ်ခုပေါ်နေတာကြောင့်စွဲထုတ်ကြည့်လိုက်ရာကမြေမြုပ်ထားတဲ့လောင်းတစ်ခုကိုမြင်လိုက်ရပါတော့တယ်။အလောင်းကိုတူးဖော်လိုက်ကြပြီးတော့ဇေတူကြီးဗန်ဒူးကိုစစ်ဆေးစေတဲ့အခါမှာတော့ဗန်ဒူးကအလောင်းဟာတဏှာမှာအသက်ခံပြီးတော့မှဘုရားရှင်အကြောင်းသင်ခန်းထားမှာလာမြုပ်ထားတာဖြစ်ကြောင်းဒေဆုံးသူမျိုးသမီးကလည်းဘုရားရှင်ကိုစွတ်စွဲသူဖြစ်နေတာကြောင့်ဒါအတတ်တတ်မဲ့ဗုဒ္ဓမကျေနပ်ချက်နဲ့အမျိုးသမီးကိုတတ်ဖြတ်ခဲ့လို့စီစဉ်ထားတာပဲဖြစ်ကြောင်း စေတူကြီးနေတဲ့ဒီစီစီမှုရဲ့နောက်ွယ်ဟာတရားခံစစ်ကိုရှားဖွေဖော်ထုတ်ပေးမယ်အကြောင်းကိုရှင်းထားခဲ့ပါတယ်။ဗျာရှင်ကဒီမျိုးသမီးဟာကျူးလွန်ခဲ့မိတဲ့အပြစ်နဲ့မမျှအောင်ဒဏ်ခတ်ခံခဲ့ရကြောင်းနဲ့အလောင်းကိုဒလိထုံးစံတိုင်းမိသူကြိုလိုက်ကြဖို့မိန့်ကြားခဲ့ပါတော့တယ်။နောက်ရမှာတော့ဗုဒ္ဓရဲ့ကျောင်းသင်ခန်းအနားမှာမျိုးသမီးလောင်းကိုရှားဖွေတွေ့ရှိတဲ့တဲ့ရင်ဟာကိုရှဲတစ်မျိုးလုံးပြန့်နှံ့သွားခဲ့ပါတော့တယ်။မျိုးသားများကဗုဒ္ဓနဲ့တာဝကများဟာသူတော်စင်ဟန်ဆောင်ပြီးတော့နောက်ွယ်မှာအပြစ်များကျူးလွန်နေကြကြောင်းပြောဆိုနေစင်ပါပဲ။ဆုံးငံကြွလာတဲ့ယဟန်များကိုမြင်လိုက်ရပါတယ်။ မျိုးသားများကတင်းတော့အပြင်းမဲ့သူတို့ဟန်ဆောင်ပြီးတော့သင်္ကန်းတွေကိုခြုံထောင်းအောင်လေကျွန်တော်တို့ကိုလဲစားနိုင်မယ်ထင်းနေတာလားလို့ဆိုကမောင်းထုတ်ပြစ်ကြပါလိမ့်နောက်ဆုံးမှာမျိုးထဲမှာလုံးဝစွန့်ခံမရတဲ့အထိဖြစ်လာခဲ့ပြီးတော့ရန်များကဘုရားရှင်နဲ့မှာဖြည့်ရှင်းမှုနီလန်တောင်းခံလာကြပါလိမ့်ဘုရားရှင်ကအမုံတရားကိုအမုံတရားနဲ့ပြန်လဲခြေပြတ်မရနိုင်တာကြောင့်မေတ္တာစိတ်သာထားရှိကြဖို့လောကမှာအရာအလုံးမှောင်မိုက်သွားခဲ့ရင်တော့နေလနဲ့အမှန်တရားဒီသုံးခုကိုဘယ်ရမှမဖုံးကွယ်နိုင်ကြောင်းဒီကာလအလွန်ခက်ခဲနိုင်ပေမဲ့အလုံးတရားဓမ္မနဲ့သာ ဆက်လက်ရှင်းတမ်းမှုစူးစမ်းမှာဖြစ်ကြောင်းမိန့်တော်မူလိုက်ပါတယ်။ရဟန်းတစ်ပါးကဆုံးကိစ္စကိုသီးခံလို့ရပေမဲ့ရေစာလောင်ချင်းကတော့ပြဿနာပိုကြီးတယ်လို့ဆိုလာတဲ့အခါဘုရားရှင်ကရေစာချင်းကိုတတ်တာစီမဲ့ယောဂနီးတစ်ခုရှိကြောင်းနဲ့မိမိရဲ့ဗဇက်ကိုဟပြီးတော့ရှားကိုအပြင်ထုတ်ကဗဇက်ကိုအသုံးပြပြီးတော့အသက်ရှူရင်ရေစာလောင်ချင်းကိုတတ်တာစေလိမ့်မယ်လို့မိန့်တော်မူပါတယ်။အဲဒီချိန်မှာပဲတည်တည်များစွာကိုယူဆောင်လာတဲ့ရဟန်းများကိုမြင်လိုက်ကြပြီးရန်များရဲ့နောက်မှာတော့အန်ဘပါလီနဲ့တားဖြစ်သူဂျီဘတ်တို့လိုက်လာကြတာပါ။ အမ်မပါလီကရောက်အချိန်မှာဒီသတင်းကိုအတိနောက်ကြတာကြောင့်အခုမှရောက်လာကြောင်းနဲ့သူမတတ်နိုင်တော့စားတော့ဖွေရတဲ့ကိုယူဆောင်လာခဲ့ကြောင်းရှောက်ထားလိုက်ပါလေဒီဖြစ်ကိုကြည်ကဖျားရှင်ကရဟန်းများကိုတရားဓမ္မကိုစောင့်ရှောက်သူစီမကောင်းသောလက်တစုံကနှောက်ချက်ခဲ့ရင်ကောင်းသောလက်အစုံပေါင်းတရားကပြန်စောင့်ရှောက်ပါလိမ့်မယ်လို့မိန့်လိုက်ပါလေအဲနောက်ဖျားရှင်ကဂျီဘက်ကိုဒင်းဒီကိုလာခြင်းကအခြားအကြောင်းတစ်ခုလည်းရှိသေးတယ်မဟုတ်လားလို့မေးလိုက်ရမှာဂျီဘက်ကငယ်စဉ်ကတည်းကဖျားရှင်ကိုအလိုမဲ့ကြီးညိုခဲ့ကြောင်းရှောက်ထားလိုက်ပါလေ အမပါဠိကလည်းသားတော်ဟာတက်ကတိလာပြီးမှဈေးပညာကိုပြီးဆုံးတိုင်သင်ကြားခဲ့ပြီးတဲ့နောက်မှာဘုရားရှင်ကိုအလုကျွေးပြုကျင်တယ်လို့ဆိုလာကြောင်းနဲ့တချိန်တည်းမှာပဲသတင်းဆိုးကိုကြားရတာကြောင့်ရှိသမျှစားတော့ဖွေရရင်းနဲ့အတူရောက်လာခြင်းဖြစ်ကြောင်းရှောက်ထားလိုက်ပါလိမ့်ဘုရားရှင်ကအမပါဠိရဲ့သူမဘွားရဲ့တန်ဖိုးထအဆုံးဖြစ်တဲ့သားတော်ကိုသာသနာတွင်းကိုဆောင်လာခြင်းဖြစ်ကြောင်းနဲ့မိခင်တူကသားဖြစ်သူကိုလွတ်မြောက်လမ်းကြောင်းပေါ်ကိုတင်ပေးခြင်းဟာအလွန်ကောင်းမွန်သောလုပ်ရပဲဖြစ်ကြောင်းမိန့်ကြားခဲ့ပါလိမ့်အမပါဠိကဂျီဗတ်ဟာသူတက်မြောက်ထားတဲ့ဈေးပညာနဲ့ ဘုရားရှင်နဲ့တကွာရန်များအားလုံးကိုအလုံကျွေးပြုလိုကြောင်းကိုဆိုလာတဲ့ခါမှာဘုရားရှင်ကအကြောင်းတွင်းမှာနာမကျန်းတဲ့ရန်တစ်ပါးရှိကြောင်းမိန့်ကရှင်သာရိပုတ္တရာကိုလိုက်ပို့ပေးစီလိုက်ပါလေ။အဲနောက်ဘုရားရှင်ကအံပါပါဠိကိုရန်များခက်ခဲနေတဲ့အချိန်မှာစွန်းကိစ္စအတွက်လူတန်းကဲကိုမျှမကကျောင်းတော်ကိုတမားတော်တစ်ပါးပါခေါ်ဆောင်လာခြင်းဟာကြီးမားတဲ့ကောင်းမှုတစ်ခုပဲဖြစ်ကြောင်းမိန့်တော်မူခဲ့ပါတော့တယ်။တပတ်မှာစစ်သူကြီးဗန်ဒူးဟာရဲမှန်များနဲ့သူစိန်သမားရဲ့အမှုနဲ့ပတ်သက်တဲ့တဲလုံစားတွေကိုစူးစမ်းရှာဖွေလျက်ရှိနေခဲ့ပါတယ်။ စိန်စမာနာနေထိုင်တဲ့တဲအင်တွင်မှွေနောက်ရှားဖွေရမှာအဖိုးကြီးလုံးနဲ့ရွှေဆွဲကြိုးတစ်ခုကိုရှားတွေ့ခဲ့ပြီးဆွဲကြိုးပေါ်မှာတက်ကြတိုင်းပြည်တော်ဝင်တစ်စိတ်ကိုခတ်နှိပ်ထားတာမြင်လိုက်ရပါတယ်။ဒါနောက်ဘုရားရှင်စီကိုသွားဦးကဆွဲကြိုးကိုပြသခဲ့ပြီးတော့ဆွဲကြိုးပေါ်မှာတက်ကြတိုင်းပြည်တော်ဝင်တစ်စိတ်ပါရှိနေတာကထူးဆန်းနေကြောင်းစိန်စမာနာဟာတက်ကြတိုင်းရဲ့တော်ဝင်မျိုးနွယ်တူးနဲ့ပတ်သက်နေပြီးတော့အဲ့ဒီလူဟာဘုရားရှင်ရဲ့ဂုံတိတ်ခါကိုညှိုးနှံစေခြင်းတွေသူပဲဖြစ်ကြောင်းဒီကြောင်းတော်အတွင်းမှာလည်းတက်ကြတိုင်းပြည်တော်ဝင်မင်းသားများရဟန်းပြုလျက်ရှိတာကြောင့် ဒီဆွဲကြိုးကိုသိတဲ့သူရှိနိုင်ကြောင်းရှောက်ထားခဲ့ပါတယ်။ဒါပေမဲ့ဘုရားရှင်ကရဟန်းများအလုံးကလက်ဝတ်လက်စားများကိုစွန့်ပယ်ခဲ့တာကြားပြီးဖြစ်တာကြောင့်မမှတ်မိနိုင်တော့ကြောင်းကိုမိန့်တော်မူခဲ့ပါတယ်။ဗန်ဒူးကစိန်စမာနာရဲ့အိမ်ကြီးချင်းများပြောပြချက်ရလွန်ခဲ့တဲ့တနစ်ခန့်ကညာပိုင်းချိန်မှာစိန်စမာနာစီကိုတော်ဝင်မင်းသားတစ်ပါးရောက်လာတာကိုမြင်မှုကြောင့်ဒီချက်ကိုကြည်ချင်းအဖြစ်တစုံတယောက်ဟာဗုဒ္ဓနဲ့တာဝကတွေနာမည်ပြတ်အောင်ကြံစီကြောင်းထင်ရှားတာကြောင့်နောက်နေမှာပဲဒီသတင်းကိုတစ်မျိုးလုံးကိုထုတ်ပြန်မှာဖြစ်ကြောင်းဒါဆိုရင်မြို့သားများလည်းအတန်တရာကင်းရှင်းပြီးတော့ ပုံမှန်တိုင်းစွန့်ပြန်လောင်းလူကြမယ်အကြောင်းကိုလျှောက်ထားခဲ့ပါတယ်။အာနန္ဒာကတော့ဇွဲကျိုးကိုတေချာယူကြည့်လိုက်ရမှာဇွဲကျိုးပိုင်ရှင်အားဒေဝတက်ဖြစ်နေမှချက်ချင်းသိလိုက်တာကြောင့်အားလုံးလူစုခွဲသွားချိန်မှာဒီကိစ္စရဲ့နောက်ွယ်မှာရှိသူဟာဒေဝတက်ပဲဖြစ်တဲ့အကြောင်းလျှောက်ထားလိုက်ပါတော့တယ်။ဘုရားရှင်ကဒေဝတက်ကိုဆွဆွဲဖို့လုံလောက်တဲ့တပ်တွေမရှိရင်အခုလိုမပြောသင့်ကြောင်းအမှန်တရားဆိုတာဖုံးကွယ်လို့မရတာကြောင့်ဒေဝတက်သာအပြစ်ကျူးလွန်သူအမှန်ဖြစ်ခဲ့ရင်သူ့ရဲ့တရားကသူ့ကိုပြင်းထန်စွာစီရင်လိုက်မှာဖြစ်ကြောင်း အပြည့်စင်ခံအချိန်မှာဒေဝဒတ်ဟာမှန်တရားကိုနားလည်ပြီးအင်ဂုလိမာလာရဲ့ပြောင်းလဲမှုမျိုးလိုပဲသူ့ကိုယ်သူပြောင်းလဲလိမ့်မှာဖြစ်ကြောင်းလူတအူးကအဝိဇ္ဇာမောင်လူကြီးတဲ့ကနိုးထလာမှသာအမှန်တကယ်ပြောင်းလဲလာမှာဖြစ်ကြောင်းကိုဟောတော်မူခဲ့ပါတော့လေညနေပိုင်းအချိန်မှာဇာတတ်နဲ့ဒေဝဒတ်တို့တိတ်တဆိတ်တွေ့ဆုံခဲ့ကြပြီးတော့ဒေဝဒတ်ကရဟန်းပြည့်ဟန်ဆောင်နိုင်မဲ့လူ၃ယောက်ရှာပေးနိုင်မလားဆိုပြီးတော့မေးလိုက်ပါလေအဇာတတ်ကလူရှာပေးဖို့ကပြဿနာမဟုတ်ကြောင်းနဲ့ဒေဝရတ်မှာဘာအကျံစီရှိလဲလို့မေးတဲ့အခါဒေဝရတ်က ဒီငိမ့်အေးချမ်းမှုနဲ့ပြည့်စုံပါတယ်ဆိုရယ်ဗုဒ္ဓဟာတော်မီတွေပတ်လဲဝိုင်းနေချိန်မှာဘလောက်ဒီငိမ့်နိုင်မလဲဆိုတာတွေ့ရလိမ့်မယ်လို့ဆိုခဲ့ပါတော့တယ်။တရမှာကိုရှဲပင်ရာဇေဟာစီရင်တစ်ခုပြုလုပ်ဖို့အတွက်ဘုရားရှင်ကိုပင့်ဖိတ်ခဲ့ပြီးဘုရားရှင်ကြွားလာတဲ့ခါမှာခမီးတော်အကြောင်းကိုမကြာခဏအိမ်မက်မှတ်နေကြောင်းပုံနာတွေကိုအိမ်မက်အကြောင်းနမိတ်ကောက်ဈေးတဲ့ခါမှာခမီးတော်ရဲ့ဝိညာဉ်ဟာမကျွတ်မလွတ်ဖြစ်နေသေးမှန်သိရကြောင်းဒါကြောင့်ဖခင်ဝိညာဉ်ကျွတ်လွတ်သွားစီဖို့ရိုးရာပူဇော်ပွဲတစ်ခုပြုလုပ်ခြင်းကြောင်းကိုရှောက်ထားခဲ့ပါတယ်။ဒီတော့ဘုရားရှင်အသိပညာနဲ့ပြည့်စုံဆုံးသောသူဖြစ်တာကြောင့် ်ပူဇော်ပွဲကိုဥဆောင်ကျင်းပဖို့ရှောက်ထားမှာဘုရားရှင်ကလက်ခံခဲ့ပြီးတော့မြေအိုးနှလုံးယူဆောင်လာစေဖို့အိုးတလုံးကိုထောပတ်တွေဖြည့်ထားပြီးတော့နောက်အိုးတလုံးကိုတော့ကြောက်ခဲတွေထည့်ထားဖို့နဲ့အိုးဝါကိုတော့အဝတ်နဲ့စီးနောင်ထားပါလို့ဆိုခဲ့ပါတယ်။အဲနောက်မြေကန်းစားနားကိုသွားကအိုးနှလုံးကိုမြေထဲမှာခြားထားစေလိုက်ပြီးဘုရားရှင်ကဒုတ်ပိုင်းတစ်ခုကိုကမ်းပေးကအိုးတွေကိုရိုက်ခွဲစေလိုက်ပါတယ်။အိုးများကွဲသွားတဲ့ခါမှာတော့ထောပတ်တွေကရေပေါ်မျောတက်လာပြီးတော့ကြောက်ခဲများကတော့မြုပ်ကုန်ကြပါတယ်။ အရိယာကိုညွန်ပြပြီးတော့ဘုရားရှင်ကရေပေါ်ကထောပတ်တွေမြုပ်သွားစေဖို့အစီရင်တွေပူဇော်ပွဲတွေလုပ်လို့မရကြောင်းထို့သူပဲမြုပ်သွားတဲ့ကြောက်ခဲတွေကိုလည်းရေပေါ်တတ်လာဖို့အစီရင်တွေပူဇော်ပွဲတွေနဲ့မလုံနိုင်ကြောင်းလူတောက်ဟာပြည်များကိုကျူးလွန်ခဲ့ရင်တေလွန်ပြီးတဲ့နောက်မှာကြောက်ခဲတွေလိုပဲရေထဲကိုမြုပ်သွားမှာဖြစ်ပြီးတော့ကောင်းမှုကုသိုလ်တွေလုပ်ခဲ့မယ်ဆိုရင်တော့ထောပတ်တွေလိုပဲရေပေါ်မှာပေါ်နေလိမ့်မှာဖြစ်တဲ့ကြောင်းမိမိစိုက်ပျိုးသောအရာကိုရိတ်သိမ်းရမှာဖြစ်ပြီးတော့ကောင်းမှုကုသိုလ်ပြုခြင်းဟာအိုနာတေစတဲ့ယခုဘဝအတွက်တွေမဟုတ်ပဲ နောင်ဘဝအတွက်ပါအကျိုးခံစားမှာဖြစ်ကြောင်းဟောကြားခဲ့ပါတော့လေကိုရှေပြင်လဲဘုရားရှင်ဟာအမောင်ခွင်းမဲ့တမာရီဓာတ်နဲ့အဝိဇ္ဇာကိုရှင်းပေးလိုက်ခြင်းဖြစ်ပြီးဗုဒ္ဓဟာအတုမရှိကြီးမြတ်သူပါပဲလို့ဆိုတာရှစ်ခိုးဥချခဲ့ပါတော့လေဒီလိုနဲ့ရာသီတွေဟောင်းနှစ်တွေပြောင်းလာခဲ့တာအခုဆိုရင်ဘုရားရှင်ဟာတတ်တော်82နှစ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်တို့ပေမဲ့လည်းတရဝါပေါင်းကိုကယ်တင်မှုရာနေစဉ်တရားဒေသနာများဟောကြားတော်မူလျက်ရှိနေမြဲပဲဖြစ်ပါတယ်ရဟန်းဘာကနေ့တွေလီလီပြောင်းပြီးခင့်နေလိုက် ဘတ်ဝန်းကျင်ကလည်းပြောင်းလဲသွားခဲ့ကြောင်းဒိုင်းမီကရှင်မြေပြောင်းလဲများကိုလည်းမြေတွေးခဲ့ရကြောင်းနဲ့ဒီဖြစ်ပျက်တွေကြားမှာအရှင်ရဲ့အရေးအောက်ရဟန်းတစ်ပါးဖြင့်နေထိုင်ခဲ့ရခြင်းဟာအေဂျင့်လွန်းလာပါလေလို့ရှောက်တင်ခဲ့ပါလေဒီအချိန်မှာဒေဝရက်ကထလာခဲ့ပြီးတော့ဒီကိစ္စအတွက်ဂုံယူရပေမဲ့စိတ်ပူစရာတစ်ခုရှိနေကြောင်းနဲ့သူအနေနဲ့ရဟန်းများအားလုံးရဲ့ကိုးစားတောင်းဆိုစရာတစ်ခုရှိပါတယ်လို့ဆိုခဲ့တာပါဒေဝရက်ကအရှင်ဖျားကျောင်းသင်ငန်းများနဲ့တခြားကိစ္စအဝဝကိုဘယ်လိုဆောင်ရွက်ရမလဲဆိုတာတပည့်တော်တို့နားလည်ထားပါပြီ ဒါကြောင့်အရှင်းအနေနဲ့တရားထဲမှာအပြည့်အဝမွေလျော်နိုင်မှုဆောင်ရွက်ပေးပါစေ။သာသနာ့ကျိုးကိုတည်ဖို့နေရာချင်းကြောင့်အရှင်းအတွက်တရားရှုမှတ်ခြင်းနေပါစေရပါတယ်။ကုံလုံးနဲ့နှင်းများစွာတွင်မှအဖြစ်ပြက်တွေလည်းများပြားခဲ့ပါတယ်။တန်ခါချင်းချင်းသဘောထားကွဲလွဲခြင်းတွေအမျိုးသမီးနဲ့တန်ခါအရှုပ်ရှင်းတွေကိုလည်းဖြေရှင်းခဲ့ပြီးပါပြီ။အခုနောက်ပိုင်းမှာအရှင်းရဲ့ကျမ်းမာကြီးကလည်းတိတ်မကောင်းတော့ပါဘူး။ဒါကြောင့်အရှင်းမြအနားယူလိုက်ပါတော့။ဒီကျောင်းတော်ကြီးနဲ့တန်ခါသူကြီးကိုဥဆောင်ဖို့တပည့်တော်အသင်ဖြစ်နေပါပြီလို့ရှောက်ထားလိုက်တာဖြစ်ပါတယ်။ရန်ရဘကဘုရားရှင်ကလွှဲရင် တခြားဘသူကမှတန်ဃာတို့ကိုဥဆောင်နိုင်မှာမဟုတ်ကြောင်းချက်ချင်းထပြီးတော့ကန့်ကွက်ပါလေ။အိုင်နောက်ဘုရားရှင်ကကိုတော့ရဲ့ကျမ်းမာရေးအတွက်စိတ်ပူပေးတဲ့ဒေဝရတ်ကိုယေရှုတင်ရှိပေမဲ့ဒီချိန်မှာအားလုံးကိုကောင်းစွာဥဆောင်နိုင်သေးကြောင်းမိန့်ကြားလိုက်ပါလေ။ဒီခါမှာဒေဝရတ်ကသူ့နောက်လိုက်များကိုထားရစေပြီးသူနဲ့တူတန်ဃာများစွာဒီလိုသဘောထားရှိတာကြောင့်သူ့ကိုတန်ဃာဒူကြီးကိုဥဆောင်ခွင့်ပေးပါလို့တောင်းဆိုလိုက်ပြန်ပါလေ။ဗုဒ္ဓအနေနဲ့သာသနာတော်ဝင်တွေကအနားယူပြီးတော့ဘဝကိုအေးချမ်းစွာဖြတ်သန်းဖို့လိုအပ်ကြောင်းဆိုလိုက်တဲ့အခါမှာ ဘုရားရှင်ကအားလုံးကိုဥစွာထိုင်စေပြီးမှကိုရောအနေနဲ့သာသနာကိစ္စများမှာအနားယူလိုပါကဒေဝရထက်ဝါလဲပူကြည့်ပြီးပုံမရင့်ကြတော့ယဟန်များကိုရွေးချယ်နိုင်ကြောင်းရှင်မောကလန်ရှင်သာရိပုတ္တရာရှင်မာကတ္တဝတို့လိုသီလသမာဓိနဲ့ပြည့်စုံတဲ့ဝါကြီးတန်ဃာတွေကိုတောင်တန်ဃာများကိုဥဆောင်ရန်တောင်းမပေးရသေးကြောင်းဒါကြောင့်ဒေဝရကိုကောင်းဆောင်ခန့်အပ်ဖို့မသင့်သလိုဒေဝရဟာလည်းတန်ဃာများကိုဥဆောင်မှုဒီထက်ရင့်ကြဖို့လိုအပ်နေသေးကြောင်းမိန့်ကြားလိုက်ပါတော့တယ် ညာပိုင်းမှာတော့စိတ်ပြက်နေဒေဝရကိုသူ့ရဲ့နောက်လိုက်များဟာဗုဒ္ဓဟာလည်းအများကြီးလိုပဲအာနာကိုမတ်တာကြောင့်နေရာကိုလွှဲပေးဖို့တွန်းဆုံနေကြောင်းမိစားတွေဝိုင်းထိုးကြပါလေဒေဝရကလည်းခုမှမဟုတ်ပဲတိတ်ထရဘဝကလေးကယာရုအာနာကိုမတ်မောသူဖြစ်ကြောင်းငယ်စဉ်ကလေးကအသေးဖွဲကိစ္စလေးကစငင်းခုန်တပြီးအမြဲတမ်းပြိုင်ဆိုင်ရာကြောင်းဒေဝရနဲ့တစ်တလုံးပြိုင်ဆိုင်မှုမွေးဖွားလာတဲ့ကြီးမြတ်သူကြီးဟာဗုဒ္ဓဖြစ်လာသည့်တိုင်အမှုချင်းနဲ့သဘောထားတွေမပြောင်းလဲသေးကြောင်းတိတ်ထရဘဝကလေးကယန္တူဖြစ်တယ်လို့ကုဒီလည်းယန္တူဖြစ်နေရာကြောင်းနဲ့ ဒီတခါတော့နောက်ဆုံးရှင်ပြိုင်ပွဲပဲဖြစ်ပြီးတော့ရှေ့ဆက်ရှောက်လန်းကွင်းမပေးနိုင်တော့ဘူးလို့ဆိုလိုက်ပါတော့တယ်